Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့အိမ်မှာလွယ်တူလှုပ်ရှားလို့ရတဲ့တော်ဖူးကြော်ကျွတ်ရွရွလေးလုံနီလေးကိုဝေမျှသွားမှာဖြစ်ပါတယ်ပထမဆုံးတော်ဖူးမုံတွေကို စကာနဲ့စစ်ပြီးတော့ထည့်ထားပြရပါမယ်ဒီနေ့အတွက်ကတော့တော်ဖူးမုံတွေကို၃ခွက်သုံးထားပါတယ်ဒုတိယမြောက်ခွက်ကိုလည်းစကာနဲ့တီချစစ်ပြီးတော့ထည့်ထားပြရပါမယ်ဒါတော့တတိယမြောက်ခွက်ပါ တော်ဟုကိုတိချာလေးစစ်ပြီးသွားပြီဆိုလို့ရှိရင်ရေထည့်ဖို့ပြင်ပါမယ်။ရေအတွက်ကတော်ဖူးရဲ့ပမာဏထက်နစထည့်ပြရပါမယ်။ဒီတစ်ခါကတော်ဖူးကို3ခွက်သုံးထားတာမို့ရေကို6ခွက်သုံးပြရပါမယ်။တော်ဖူးရောတဲ့အချိန်မှာရေ၄ခွက်ကိုအရင်ဆုံးထည့်ထားပြရပါမယ်။ကျန်တဲ့2ခွက်ကိုတော့တော်ဖူးကြိုတဲ့အချိန်မှာထည့်ပြရပါမယ်။ တော်ဖူးကိုတခြားလေးရောပြီးသွားပြီဆိုလို့ရှင်စကားနဲ့ပြန်ပြီးစစ်ထားပေးရပါမယ်။ဆလွတ်နဲ့ဆောက်လည်းထည့်ရောထားပေးရပါမယ်။တော်ဖူးကိုဒီနေထားရပြီဆိုလို့ရှင်တော့တော်ဖူးစပြီးကြိုးပါမယ်။ပိုးထဲမှာရေနှခွက်ကိုအရင်ဆုံးထည့်ပေးရပါမယ်။ရေနွေးစုလာပြီဆိုရင်တော်ဖူးကိုစပြီးထည့်ပေးရပါမယ်။ သုံးဦးကြိုရဲ့အချိန်မှာအရေးကြီးတာကမိအီးလီနဲ့ကြိုဖို့လိုပါတယ်။ဒီနေထားရပြီဆိုရင်အီးခံထားလို့ရပါပြီ။တော်ဖူးကိုကြော်ဖို့ပြင်ပါမယ်။ကြော်ထားတဲ့တော်ဖူးတွေဒီနေထားရပြီဆိုလို့ရှိရင်ဆယ်ယူလို့ရပါပြီ။လိုရတာရိုးရှင်းပြီးတော့စားလို့ကောင်းတဲ့တော်ဖူးကြွရွရွရွကြော်နေနေကိုဝေမျှပေးလိုက်ပါရဲ့ရှင်။ချီရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။